အလိုက် motion ရဲ့အခြေခံအကြောင်းစက်တင်တဲ့အပိုင်းနဲ့ဆက်လိုက်ပါမယ်။ကျွန်တော်အလက် motion app ထဲကိုဝင်လိုက်ပါမယ်။ကျွန်တော် edit လုပ်ဖို့အလေးရအပေါင်းလေးကိုနှိပ်ပါမယ်။ new project ဆိုတဲ့နေရာမှာကိုလိုချင်တဲ့ edit ရဲ့နာမည်ကိုပေးလို့ရပါတယ်။ကျွန်တော်တော့ am lesson လို့ပေးလိုက်ပါမယ်။ ဒါကတော့ကျွန်တော်တို့ဗီဒီယိုရဲ့ frame size တွေပါ Facebook အတွက်လား TikTok အတွက်လား YouTube အတွက်လားဒီမှာရွေးလို့ရပါတယ် system ratio နိုင်ကအများသောအားဖြင့် Facebook video တွေသုံးပါတယ် TikTok အကျတော့9 ratio system ကိုသုံးပါတယ်ခုကြည့်နေတဲ့ကျွန်တော်ရဲ့ဗီဒီယိုက1 ratio 1ပါဒါကို square ratio လို့လည်းခေါ်ပါတယ်ဒီသုံးခုအသိရပါပြီကျန်တဲ့ ratio တွေကသိမသုံးပါဘူးကျွန်တော်တို့က TikTok အတွက်လုပ်မှဖြစ်တဲ့အတွက်9 ratio system ကိုပြလိုက်ပါမယ် နောက်တစ်ခုက resolution resolution ကတော့အများကြီးကောင်းနေပါဒါပေမဲ့ကျွန်တော်တို့ TikTok တို့ Facebook တို့ Twitter ဆိုရင်တိုင်းဒီပီရလို့တော့ပါတယ် resolution များရင် file size ပို GB export ရင်လည်းပို့ကြရတတ်ပါတယ်ဒီမှာ 720p ရစပြီးတော့သုံးလို့ရပါတယ်ဒီရောက်က 540p အောက်ပိုင်းကိုတော့ကျွန်တော်မသုံးဘောနော်အဲ့ဒါတည်း resolution တအားနည်းအတွက်ပုံလဲကြီးမှာမဟုတ်ပါဘူးအပေါ်ပိုင်းတွေပဲကျွန်တော်သုံးပါမယ်တိုင်းဒီပီရတော့လုံလောက်ပါတယ်နောက်တစ်ခု frame rate frame ကြတော့ များလေကောင်းလေပါပဲသူကများလေပို့ပြီးတော့ smooth ဖြစ်တယ်အရင်ခေတ်ကဗီဒီယိုရေဆိုရင် frame rate နည်းတဲ့အတွက်ကျွန်တော်တို့ဗီဒီယိုကြီးရနေနဲ့ထိထိထိဖြစ်နေတယ်ပေါ့နော်အဲ့တော့ frame rate ကများလေကောင်းလေပါပဲ system fpa ကိုယူလိုက်ပါမယ် background မှာတော့၄မျိုးယူလို့ရပါမယ် black ရယ် white ရယ် gray ရယ် transparent ရယ်ယူလို့ရပါမယ် transparent ကြတော့ကျွန်တော်ဖောက်မြင်နေရတဲ့ဟာပါသူကတော့ background မရှိဘူးကျွန်တော်တို့အပေါ်မှာလုပ်တဲ့ဗီဒီယိုပဲရှိမှာပေါ့နော်အခုတော့ကျွန်တော်အနောက်ကိုပဲယူလိုက်ပါမယ် ဒီနေရာမှာပြင်ပြီးပြီဆိုရင် create project ကိုနှိပ်ပါ Okay အခု mini ရတဲ့အပိုင်းတွေကိုကျွန်တော်ရှင်းပြမယ်ဒါတွေကတော့ tutorial ရဗီဒီယိုတွေမှာရှင်းပြလိမ့်မရှိဘူးပေါ့နော်ဒါပေမဲ့သိထားအောင်ကျွန်တော်ရှင်းပြမယ်အခုကျွန်တော်ပြထားတဲ့အတိုင်းကို preview လို့ခေါ်တယ်ဒီရောက်ကအကွက်ကိုတော့ timeline လို့ခေါ်ပါတယ်ဒါလေးကိုတော့ indicator လို့ခေါ်တယ်အရှိဆိုရင်လည်း timeline indicator လို့လည်းခေါ်လို့ရပါတယ်ကျွန်တော် indicator လို့ပဲခေါ်ပါမယ် ကျွန်တော်တို့ edit လုပ်မဲ့ဓာတ်ပုံတွေဗီဒီယိုတွေစားထည့်ဖို့ဒီအောက်ကပေါင်းလေးကိုနှိပ်လိုက်ပါအဲ့ဒီမှာ image and video ယူလိုက်ပါပထမဆုံးစသုံးမဲ့လူဆိုရင်တော့ဒါလေးနှိပ်ရတယ်ပေါ့အလောင်းနှိပ်ပေးရတယ်ပေါ့နော်ပြီးရင် view out ကိုနှိပ်ပါဒီမှာကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံတွေဗီဒီယိုပါကျွန်တော်တော့မပြထားပါဘူးကျွန်တော်တော့ကွယ်ထားပါမယ်ဓာတ်ပုံတစ်ခုရင်ထည့်ပြပါမယ်ကိုလိုဂျင်တဲ့ဓာတ်ပုံကိုယူလိုက်ပါ ပြီးရင်ဒီအောက်ကအပေါင်းလေးကိုနှိမ့်တယ်ပါ။ Okay ဒါတော့ဓာတ်ပုံရဲ့ duration ဖြစ်ပါတယ်။ဒါဆိုရင်ဒီဓာတ်ပုံက2စက္ကန့်ရှိပါတယ်။ကိုက last video တွေပိုင်းလုပ်ချင်လို့ဆိုရင်ဒီဓာတ်ပုံကိုအများကြီးဆွဲဆန်းလို့ရပါတယ်။တချင်းက3မိနစ်ဆိုရင်3မိနစ်ဆွဲဆန်းလို့ရပါတယ်။ဒီမြားလေးကိုဖိပြီးတော့ပဲဆွဲလို့ရပါတယ်။ကျွန်တော်တို့ duration ကြာရင်လည်းရှင်ပြီ။ကျွန်တော်လိုချင်လောက်ကိုဆွဲဆန်းလို့ရပါတယ်။ဒီမှာကျွန်တော်တို့လိုချင်လောက်အများကြီးဆွဲဆန်းလို့ရပါတယ်။ အခုဆိုရင်ဒါ6စက္ကန့်ဖြစ်သွားပြီမနော်ဒါပေမဲ့အများကြီးဆွဲဆန်းလို့ရတယ်ဒီပုံတပုံရဲ့အစနဲ့အဆုံးကိုသွားကျင်တယ်လေအခုလိုဆွဲပြီးသွားလို့ရတယ်လို့ဘွားမြားလေးတွေကိုနှိပ်ပြီးလဲသွားလို့ရတယ်ဒါဆိုရင်ဒီဓာတ်ပုံရဲ့အဆုံးကိုရောက်သွားပြီဒီအရှိရဟာကိုပြန်နှိပ်လိုက်မယ်ဆိုရင်ဒီဓာတ်ပုံရဲ့အရှိဆုံးအပိုင်းကိုရောက်သွားပြီပေါ့နော်ဒီပုံပြန်ဖြတ်ကျင်တယ်ဆိုရင်လည်းလွယ်လွယ်လေးဒီအပေါ်ကကျွန်တော်မြားပြတဲ့အမှိုက်ပုံကိုနှိပ်လိုက်ဒါဆိုရင် ပုံကပြန်ပြတ်သွားပြီကိုကမှားဖြက်မိလို့ပြန်ခေါ်ရင်းနေဆိုရင်လည်းဒီမှာကျွန်တော်ပြားပြထားတဲ့ဟာလေးကိုနှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ပုံပြင်ရပြီထောက်ထောက်ကတော့ဖြတ်လို့ရပါမယ်နော်ဒါဆိုရင်တော့ဒီပုံကျွန်တော်ပြန်ဖြတ်လိုက်ပါမယ်အခုကျွန်တော်ဗီဒီယိုထည့်ပြပါမယ်ခုနလိုပဲဒီအပောင်းလေးကိုနှိပ်လိုက်ပါအင်းမေးရဗီဒီယိုရွေး viewer ကိုနှိပ်ထည့်ကျင်တဲ့ဗီဒီယိုရွေးလိုက်ပေါ့ခုနလိုပဲဒီဗီဒီယိုမှာကျွန်တော်မလို့ကျင်တဲ့အပိုင်းတွေကိုဖြတ်ထုတ်ပါမယ်ကျွန်တော်ဒီဗီဒီယိုအရင်ဆုံး play ကြည့်အောင် ဒါဆိုရင်ဗီဒီယိုက12စက္ကန့်ရှိတယ်။ကျွန်တော်ဒီဗီဒီယိုရဲ့အရှည်ဆုံးကိုပြန်သွားကြည့်နေဆိုရင်ခုနကကျွန်တော်ပြောပြောခဲ့သလိုပဲဒီများလေးကိုနှိပ်လိုက်ဒါအရှည်ဆုံးပြန်ရောက်ပါပြီ။အခုဒီဗီဒီယိုရဲ့မလိုချင်တဲ့အပိုင်းတွေကျွန်တော်ဖျက်ထုတ်ပါမယ်။ဒရိုင်းနဲ့ဒရိုင်းဆွဲကြည့်လို့ရပါတယ်။လေးရနေပြီးတော့ကျွန်တော်ရတဲ့ဗီဒီယိုကိုဒီနောက်လောက်ကပဲစကျင်တယ်။ဒီအရှည်ပိုင်းတွေကျွန်တော်မလိုချင်ဘူးပေါ့နော်။ဒီနောက်ကပဲစကျင်တယ်ဆိုရင်ကျွန်တော်စကျင်တဲ့နေရာလေးကိုဒီအင်ဒီကေတာလေးတင်ထားလိုက်။ ုကျွန်တော်မြှားပြထားတဲ့ဟာတွေနေတိုင်းဒါဆိုရင်ဒီအရှိတ်ဘက်ပိုင်းရဟာတွေမရှိတော့ဘူးကျွန်တော်လိုချင်တဲ့နေရာနေပြီးတော့ဗီဒီယိုအစပါပြီးတော့เนาะโอเคပြီးတော့ကျွန်တော်ဒီနောက်ကပိုင်းတွေကျွန်တော်မလိုချင်ဘူးပေါ့เนาะဒီလောက်ထိပဲကျွန်တော်လိုချင်နေဆိုရင်ဒီဘက်ကကျွန်တော်မြှပြထားတဲ့ညာဘက်ကဟာလေးကိုနှိပ်လိုက်

ဒီအရှိပိုင်းကိုလည်းမပြောသွားခြင်းဘူးအနောက်ကပိုင်းကိုလည်းမပြောသွားခြင်းဘူးအလေရပဲကျွန်တော်တို့ကပိုင်းရင်လည်းဆိုရင်ဒီအလေရကျွန်တော်မျှပြထားတဲ့ဟာတွေကိုနှိပ်လိုက်ဒါဆိုရင်ဗီဒီယိုတော့နှစ်ပိုင်းဖြစ်သွားပြီဒါပေမဲ့ဘယ်ရောညရောတခုမှမပြောက်ဘူးဒီပေါ်ဗီဒီယိုပဲထပ်ပိုင်းခြင်းလည်းဆိုလည်းရတယ်ကျွန်တော်ဗီဒီယိုထောက်လိုက်မယ်ပြီးအလေရဟောနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်အပိုင်းပိုင်းနေဖြောသွားပါပြီဒါကလည်းလေ့ကျင့်မလို့လေဗီဒီယိုတွေထည့်ပြီးတော့အဲ့လိုအပိုင်းကြီးပိုင်းပြီးတော့ရှေ့သွင်းနောက်ဆုံးလုပ်ကြည့်ကိုယ့်ရဲ့နောက်ကဗီဒီယိုအရှေ့ပေါ်ရှေ့ရဗီဒီယိုနောက်ပေါ် အဲ့လိုလုံကြီးမှာကြာမှအဲ့ဒီဖျက်တဲ့အခါမှာပို့ပြီးတော့ညဆန်သွားမှာလက်ကယင်သွားမှာဖြစ်ပါတယ်ဒီစက်တချင်းဆိုတော့နည်းနည်းလေးလက်ကမှားနှိမ့်မိတာတွေပါဖြစ်နိုင်တယ်ပေါ့နော်လက်သိမ့်မယင်သေးဘူးဆိုရင်တော့ဒါကနည်းခက်ခဲပါလိမ့်မယ်ကျွန်တော်တို့ဒီတစ်ပိုင်းချင်းစီကိုလည်းဖျက်လို့ရတယ်ဗီဒီယိုနှိပ်လိုက်ခုနကကျွန်တော်ဒီပုံမှာပြထားတယ်အမိုက်ဘုံကိုနှိပ်လိုက်ဒါဆိုရပြီဒီ timeline ကိုလည်းတော့ login တော့အချင်းကျန်လို့ရပါတယ်ကျွန်တော်အပေါ်အောက်ချင်းနေဆိုလည်းဒီလိုချင်းလို့ရပါတယ် 你把那个 p p